လိတ်ကိုကာလာကျက်ရှင်သာတောင်းနေတဲ့သူတရားအတွက်ဆလိတ်ဖြတ်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူးเนาะဆလိတ်တောင်းချင်ရဆိုလို့ရှိရင်အင်မတန်ဟိုမှဆွမ်းလဲစေပြီးရောဖျက်ရခတ်ပါတယ်ဆလိတ်ဖြတ်မယ်လို့စဉ်းစားလိုက်တာနဲ့တိကျတဲ့ချက်ချင်းပြတ်သွားမှာမဟုတ်ပါဘူးเนาะ ခက်ခဲတဲ့အဆင်တွေကိုကြောဖြတ်ရပါအောင်မယ်ဒီလိုမျိုးဆက်လက်ကိုစ조사ရေးဖြစ်နေတဲ့အချိန်မှာမိသားစုတငယ်ချင်းမိတ်ဆွေတွေရဲ့အခွင့်အညီကိုလိုအပ်ပါတယ်။ဒီနေ့မှာတော့ဆက်လက်ဖြစ်နေတဲ့တငယ်ချင်းကိုဘယ်လိုကူညီနိုင်မလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။ညီမရဲ့ဗီဒီယိုလေးကိုမစားခင်မှာညီမရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနာ notification bell လေးကိုပါ on ခဲ့ပေးမိပါနဲ့ုံနော်။ ကိုရဲ့တငယ်ချင်းမိတ်ဆွေတွေထဲမှာဆက်လက်ဖြတ်ဖို့စ조사နေတဲ့သူတွေရှိလို့ရှိရင်တော့ဒီနီလန်းလေးတွေနဲ့ကုညီအားပေးလိုက်ပါနော်ပထမဦးဆုံးကတော့နှုတ်ဖြစ်အားပေးပါဒီနီလန်းကအင်မတန်ကိုမရွေးရှင်လွယ်ကူပါတယ်ဆက်လက်တောင်းနေတဲ့သူတယောက်ကဆက်လက်ဖြတ်ဖို့စကားစားရတဲ့အခါမှာအခုညီမပြပြပေးမယ့်စကားလုံးလေးတွေနဲ့တုံ့ပြန်ပေးသင့်ပါတယ်ငါမင်းအတွက်ဂုံယူလိုက်တာဆက်လက်ဖြတ်ဖို့စိတ်ကူရှိတာမင်းရန်တော်တာပဲ ပြီးတော့စစ်လိုက်ဖြစ်နေတဲ့အချိန်မှာအခက်ခဲတွေရောရှိမှာပဲ။ဒါပေမဲ့မင်းတိချာပါလုံနိုင်မှာပါ။မင်းအောင်မြင်မယ်ဆိုတာငါယုံကြည်တယ်။နောက်ပြီးတော့အကူအညီလိုတာရှိရင်ပြောနော်။ငါတနိုင်တဲ့လောက်ကူညီပေးမယ်။နောက်ပြီးတော့စလိတ်ဖြစ်တယ်ဆိုတာကအတော်လေးကိုမကန်တဲ့ဆုံးဖြတ်ချက်ပဲဒီလိုမျိုးအပိစကားလေးတွေကိုပြောတင်ပါရယ်နော်ဒီစကားလေးတွေကရရှိပေးမယ်လေကြားရသူအတွက်တော့အားစီတစ်ခွက်လိုပါပဲဒါကြောင့်တွဆုံမနေဘဲနဲ့အပိစကားလေးတွေကိုပြောတင်ပါရယ်နော် ောက်တစ်ချက်ကတော့ဆရာကြီးမလုံးမိပါစေနဲ့နော်ဥပမာဆလိတ်ဖြစ်ဖို့ကြိုးစားနေတဲ့တငယ်ချင်းကိုဆလိတ်တောက်ခြင်းကဘလောက်မကောင်းကြောင်းပြောနေတာပြီးတော့ဒီနေ့ဆလိတ်တောက်ထားတာဆိုပြီးတော့မေးတာ စလိတ်ပဏလေးတောက်ထားပြီးပြီလေနောက်ပြီးတော့စလိတ်ဖြတ်နေတဲ့အချိန်မှာစလိတ်ကိုတောက်တာနေတဲ့တငယ်ချင်းကိုညင်ခုန်ပြီးတော့ပြောဆိုနေတာမနေနိုင်လို့စလိတ်ပြန်တောက်တာကိုအပြစ်တင်ပြောဆိုတာဒီလိုမျိုးပွားစီပွားစီပြောနေတာစုမှုနေတာတွေနဲ့ဆရာကြီးလောက်တာတွေအရဆိုလို့ရှိရင်စလိတ်ဖြတ်ဖို့ကြိုးစားနေတဲ့တငယ်ချင်းကိုအထောက်အကူဖြစ်စေမှာမဟုတ်ပါဘူးနော်စိတ်ကိုပို့ပြီးတော့ညင်ွမ်းစေပါတယ်။နောက်ပြီးတော့တင့်စီကိုလည်းလာရောက်အကူအညီတောင်းတော့မှာမဟုတ်တော့ပါဘူး။ဒါကြောင့်ခုနပြောခဲ့တဲ့အပြောအဆိုလေးတွေကိုရှောင်ကျဉ်သင့်ပါတယ်ရှင်။ ောက်တစ်ချက်ကတော့နားထောင်ပေးရပါမယ်နော်စလိတ်ဖြစ်နေတဲ့တငယ်ချင်းကစကားလာပြောတာကိုစိတ်ဝင်တစားနားထောင်ပေးတာကလည်းစိတ်ပိုင်းဆိုင်ရာ အပိတ်ကူညီခြင်းရဲ့အစိတ်ပိုင်းတစ်ခုပါပဲနော်ကိုကပဲဆရာကြီးလို့ပြောဆိုမနေပဲနဲ့သူပြောတာကိုလည်းအချိန်ပေးနားထောင်ပေးသင်ပါတယ်နော်။နောက်တစ်ချက်ကတော့ဆက်အောင်ရွှဲပေးပါနော်။ စလိတ်ဖြစ်နေတဲ့အချိန်မှာအစိုးရစကြွတွေးနိုင်တဲ့အခက်ခဲကတော့စလိတ်ကိုပြ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 တောင်းတတာပဲဖြစ်ပါရဲ့နော်။ဒါကိုကြော်လာပြီးတော့မင်းမပြပြဖြစ်ဖို့ဆိုလို့ရှိရင်နော်အယုံလှဲ့ပြဖို့လိုပါတယ်။ဥပမာရုပ်ရှင်အတူကြည့်ပေတာမျိုးအပောင်းအသင်းနဲ့စုခေါ်ပြီးတော့ခေခဲစားကြတာမျိုးသူကြိုက်တဲ့အစားအသောက်ဆိုင်တွေမှာသွားစားကြတာမျိုးပြီးတော့တင်နန်းတွေမှာစရင်ပေးသွင်းတာမျိုးရှိုးပွဲတွေဘောလုံးပွဲတွေကိုအတူတက်ကြည့်ကြတာမျိုးစလိတ်တော့လို့မြင်ရတဲ့အားကစားရုံတွေကိုခေါ်သွားတာမျိုးတွေကိုပြုလုပ်ပေးနိုင်ပါတယ်။ နောက်တစ်ချက်ကတော့အကြံပေးပါဆလိပ်ဖြတ်နေတဲ့တငယ်ချင်းကိုဆလိပ်အစားထိုးအရာတွေအတွက်အကြံပေးနိုင်ပါတယ်။ဥပမာတကြားလုံး PK တွေကိုစားခိုင်းတာရင်မြတောက်ဖို့အကြံပေးတာနောက်ပြီးဝင်လေထွက်လေကိုရှူချိုက်ပြီးတော့စိတ်ကိုအနာဖြစ်စေအောင်အကြံဉာဏ်ပေးသင့်ပါတယ်။ သူထွက်ခက်ခဲနေမယ်ဆိုလို့ရှိရင်တော့စလိတ်အစားတို့ electronic cigarette တွေကိုအသုံးပြုနိုင်ပါတယ်။ဒါပေမဲ့ electronic cigarette တွေမှာလည်းစလိတ်လိုပဲ nicotine နဲ့ပါဝင်တာကိုလည်းသတိပြုစေချင်ပါတယ်။နောက်ပြီးတော့ဒီ electronic cigarette တွေကလည်းယခုချိန်ထိအနေရှိမရှိဆိုတာကိုလည်းအငြင်းပွားနေကြတယ်ဖြစ်ပါတယ်နော်။နောက်ဆုံးအချက်ကတော့တရင်အချက်လက်တွေကိုစောင့်ခြင်းပေးပါ စလေပြနေတဲ့မိမိတငယ်ချင်းရဲ့အတွက်အထောက်ကူဖြစ်စေမယ့်သတင်းရချက်လက်တွေကိုကူညီချဝေဖွေသင့်ပါတယ်။နားလည်တကြွနဲ့ဆရာဝန်တွေရှိနိုင်မယ့်နေရာလိုအပ်တဲ့စေဝါအကူအညီတွေရရှိစေဖို့နဲ့အခြားစလေပြနေတဲ့သူတွေနဲ့ဆက်သွယ်ပေးတာတွေကိုလည်းကူညီပေးသင့်ပါတယ်။အခုပြပေးခဲ့တာတွေကတော့စလေပြနေတဲ့မိမိတငယ်ချင်းကိုဘယ်လိုကူညီရမလဲဆိုတာတွေကိုပြောပြပေးသွားတာပဲဖြစ်ပါရဲ့နော်။ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါဘောနော်။